မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ match လ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကလူငယ်များကိုစစ်မှုထမ်းခိုင်းရန်အတွက်မဲနိုင်ခံပြီးတော့မဲပေါက်တဲ့သူတွေကိုပြည်သူစစ်မှုထမ်းကိုရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် National Service Information Management System NSIMS အတွင်းထဲကိုချက်ချင်းထည့်သွင်းမှာဖြစ်တဲ့အတွက်ထွက်ပြေးလို့မရဘူးဆိုပြီးတော့စစ်တပ်ကချင်းချောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုရက်ပိုင်းမှာမန္တလေးမြို့မှာပြုလုပ်တဲ့စစ်မှုထမ်းစင်ခေါ်ရေးမဲနိုင်ပွဲများမှာစစ်ကောင်စီကဗိုလ်မှူးများကမဲနိုင်ကြမဲ့လူငယ်များကိုမဲပေါက်ပါကကွန်ပျူတာစနစ် NSIMS အတွင်းထဲကိုအမြင်စရင်ချက်ချင်းထည့်သွင်းမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ဒါကြောင့်လေစိတ်၊ရေစိတ် ကားခိတ်နဲ့ဆက်ဆဲရိတ်ခိတ်များမှာစစ်မှုထမ်းရမယ့်လူငယ်များစည်ရင်တွေရှိနေမှာဖြစ်ပြီးတော့ထွက်ပြေးလွတ်မြောက်ဖို့အတွက်မဖြစ်နိုင်ဘူးဆိုပြီးပြောဆိုချင်းချောက်လာတယ်လို့သိရပါဗျ။မဲပေါက်တဲ့သူတွေကိုကွန်ပျူတာစနစ်ထဲကိုထည့်မယ်လို့ပြောတယ်။အဲ့ဒီစနစ်ထဲထည့်လိုက်ရင်နိုင်ငံသားထွက်လို့မရတော့ဘူး။ပြည်တွင်းခရီးသွားရင်လည်းထောက်ခံစားလုံးမယ်။ဘယ်ကိုပဲသွားသွားကွန်ပျူတာစနစ်ထဲမှာနာမည်နဲ့မှတ်ပုံတွေကိုထည့်လိုက်ရင်စစ်မှုထမ်းရမယ့်သူဆိုတာပေါ်တယ်လို့ပြောတယ်။အဲ့ဒါကြောင့်ပြေးဖို့စူးစမ်းရင်လည်းအပေါ်ပဲနှစ်နှစ်တောင်းဝန်ထမ်းဆောင်ပြီးရင်ပြီးသွားမှာမို့လို့ပူးပေါင်းဆောင်ရွက်ပေးကြဖို့ပြောတယ်လို့မန္တလေးကဒေသခံပြည်သူတို့က သတင်းပေးပို့ထားပါရယ်စစ်ကောင်စီကပြည်သူ့စစ်မှုထမ်းကိုရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် National Service Information Management System NSIMS ကို ကွန်ပျူတာကွန်ရက်များနဲ့ချိတ်ဆက်တိစောက်ထားပြီးတော့အဲ့ဒီစနစ်ဟာပြီးစီးသွားပြီဖြစ်တယ်လို့သိရပါတယ်။အလားတူပဲမန္တလေးတိုင်းကြည်ကြီးတကွန်မြို့နယ်ငွေတော်ကြည်ကုန်းရက်ကွက်မှာမနေ့ကစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့များကစစ်မှုထမ်းရမဲ့လူငယ်များမဲနိုင်ပွဲကိုမက်လ30ရက်နေ့မနက်9:00နာရီအချိန်မှာကျင်းပပြုလုပ်မှာဖြစ်ပြီးတော့လူငယ်တိုင်းဒါမှမဟုတ်မိဘများတက်ရောက်လာမှာဖြစ်တယ်လို့သိရပါတယ်။ဘသူမှမတက်ရောက်ပါကစစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့က ၎င်းတို့ကိုစားစီမံဆောင်ရွက်သွားမယ်လို့အတိပေးအကြောင်းကြားလာတယ်လို့ပြောပါရယ်ငွေတော်ကြီးကုန်းရက်ွက်အုပ်ချုပ်ရေးမှုတင်ဆိုးမှာပါ၃ရောက်ရှိပါတယ်အကုန်လုံးစစ်မှုမထမ်းရပါဘူးအကုန်လွတ်ပါတယ်တူတူဖြိုးကျော်ပြူစောတီထောက်ဖို့မှာလဲညီကိုမွေးချင်း9ရောက်ရှိတာအကုန်လုံးလွတ်တယ် ပြည်သူတွေကိုကြတော့မင်းနိုင်ပွဲကိုမလာမနေရတဲ့လူမနေတဲ့အိမ်တွေကိုလည်းစာသွားကတ်တယ်မလာရင်အိမ်ကိုချိတ်ပိမယ်ဆိုပြီးတော့ချင်းချောက်သွားတယ်ဒီကောင်တွေတော်တော်ကိုစိုးနေတာပါအိယာထဲမှာလဲနေတဲ့ဒူတော်မစစ်မှုထမ်းရမယ်ဆိုပြီးတော့အတင်းခေါ်နေတာရက်ွက်ထဲမှာလည်းလူငယ်တွေကုံတလောက်ဖြစ်နေပြီလို့ငွေတော်ကြည်ကုန်းရက်ွက်ကရက်ွက်သားတူကရှင်းပြထားကြောင်းတရေရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မုံပြင်းနယ်မော်လမြိုင်မြို့နယ်လှံရက်ွက်ခေါ်အုတ်ဖို့ရက်ွက်မှာရှိတဲ့အင်ဂျင်900နီးပါးကိုအေပီလ10ရက်နေ့နောက်ဆုံးထားပြီးတော့ဖြတ်သိမ်းပေးရန်စစ်တပ်နဲ့စီဗင်ကပြည်သူများကိုချိန်ချောက်ဖိအားပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကမက်စလာ26ရက်နေ့ကမော်လမြိုင်မြို့ပန်ရက်ကွက်ခေါ်အုပ်ဖို့ရက်ကွက်အတွင်းမှာရှိတဲ့နေအိမ်900နီးပါးကိုစစ်တပ်ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့များကနေအိမ်များကိုအပိဖြတ်သိမ်းပေးရမယ့်စာများလိုက်လံဝေငှခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမြေများဟာမော်လမြိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့အုပ်ချုပ်ရေးမှူးကလနာ39ခွင့်ပြုမိတ်ရရှိထားပြီးတဲ့မြေများဖြစ်တော်လဲအဆောက်အုံများကိုခွင့်ပြုမိတ်မရှိဘဲနဲ့စောက်လုပ်ထားတယ်လို့ပြောပါတယ်။စုစုပေါင်းမြေအိမ်က17.239ပုံမှာစောက်လုပ်ထားတဲ့အဆောက်အုံများအားလုံးလာမယ့်ဧပြီလ10ရက်နေ့နောက်ဆုံးထားပြီး ြော့ဖြတ်သိမ်းပေးရမှာဖြစ်တယ်လို့သိရပါတယ်။လှန်ရက်ွက်ဖြတ်သိမ်းရမယ့်နေရာကအုပ်ဖို့ရက်ွက်လို့လည်းခေါ်ပါတယ်။အင်ဂျင်900နီးပါးရှိပါတယ်။လူဦးရေနဲ့မိသားစုတွေထောင်ချီနီးပါးရှိတယ်။အကုန်လုံးကအခြေခံလူလန်းစားတွေကြီးပါပဲ။လွန်ခဲ့တဲ့၈နှစ်ကစစ်တပ်နဲ့စီပင်ကအကွက်ရိုက်ရောင်းလို့ပြည်သူတွေကဝေခဲ့ကြတာလေ။ပထမအကြိမ်ဖြတ်ဖို့စာပို့တယ်။ အခုတခါဒုတိယကြိမ်ဖြတ်ဖို့စာပို့ပြန်ပါတယ်လို့ဒေသခံပြည်သူတူကသတင်းပေးဖို့ပြောကြားထားပါတယ်။အဲ့ဒီမျိုးကွက်များဟာရခင်စစ်တပ်နဲ့စီပင်ကရောင်းချခဲ့ခြင်းဖြစ်ပြီးတော့အဆောက်အုံဆောက်လုပ်ခွင့်မှာခြားပေးထားခဲ့တယ်လို့သိရပါတယ်။တို့ရရင်ယခုတခါမှတဖန်တရားမဝင်ဘူးဆိုပြီးတော့ဖြတ်သိမ်းခိုင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။အခုနှစ်ဇန်နဝါရီလ26ရက်နေ့ကလည်းအကြမ်းမဆက်တကလှိုင်းရက်ကွက်နဲ့တာယာအေးရက်ကွက်အတွင်းမှာရှိတဲ့နေအိမ်များဖုံးကြီးကြောင်များနဲ့ခြံစည်းရုံးများကို ဗန်ဟိုးကိုအသုံးပြုပြီးတော့အင်အားသုံးပြီးဖြတ်စည်းခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးပြည်သူပိုင်းနေအိမ်များဖြတ်သိမ်းခွင့်အမိန့်ကိုဇန်နဝါရီလ10ရက်နေ့မနက်9:00နာရီကမှမွန်ပြည်နယ်အစိုးရအဖွဲ့ယုံအောင်ဆန်းခန်းမမှာကျင်းပပြုလုပ်တဲ့အစည်းအဝေးမှာလုံခြုံရေးနဲ့နေဆက်ရေးရာဝန်ကြီးကနေအိမ်များကိုဖြတ်သိမ်းရန်ညွှန်ကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မွန်ပြည်နယ်မော်လမြိုင်မြို့တာယာအေးရပ်ကွန်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ကအတရားဓမ္မသိမ်းယူထားတဲ့မြေခွက်များကို အကွက်ရိုက်ပြီးတော့ပြန်လည်ရောင်းချနေကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့တိုက်ကြားထားပါတယ်။ဇန်နဝါရီလ10ရက်နေ့မနက်9:00နာရီကမှမွန်ပြည်နယ်အစိုးရအဖွဲ့ရုံအောင်စန်းခန်းမှာကျင်းပပြုလုပ်တဲ့အစည်းအဝေးမှာလုံခြုံရေးနဲ့နေဆက်ရေးရဝန်ကြီးကတာယာအီးရက်ကွက်မှာရှိတဲ့နေအိမ်များနဲ့လေယာဉ်မြေများကိုကျူးကျော်ဆိုပြီးတော့ဖြတ်သိမ်းရန်ညွှန်ကြားခဲ့ပြီးတဲ့နောက်ဇန်နဝါရီလ26ရက်နေ့ကစတင်ကအချက်မဲ့စစ်တပ်ကပြည်သူဝိုင်းနေအိမ်များကိုဗန်ဟုံးများနဲ့အင်အားသုံးပြီးဖြိုဖျက်ခဲ့ပြီး ပြည်သူပိုင်းလေယာဉ်မြေများကိုလည်းတိမ့်ဆိတ်ခဲ့တယ်လို့သိရပါဗျ။ဇန်နဝါရီလအတွင်းမှာမော်လမြိုင်မြို့တာယာကြီးရက်ကွက်အတွင်းမှာဖြိုဖျက်ခဲ့တဲ့အိမ်များနဲ့ခြံများကိုမက်ဆာအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နယ်လုံးဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင်ပြည်နယ်စီရင်ဌာနနဲ့ခရိုနီတထေးဝင်းမိုးမိုးကျော်အပါဝင်လုပ်ငန်းရှင်များကအကျိုးတူပူးပေါင်းကစီရင်ပိုင်မြေဆိုပြီးတော့ပြောဆိုပြီးပေး40 60တကွက်ကို ငွေကျပ်3400နဲ့ပြန်လဲရောင်းချနေတယ်လို့သိရပါဗျ။စစ်ကောင်စီကဖြတ်သိမ်းရယူနေတဲ့မြင်းနေရများဟာအစိုးရခေအဆက်ဆက်မိမျိုးစုံနဲ့တင်းယူရန်စူးစမ်းခဲ့တော့လေလဲသမားများကပိုင်ဆိုင်မှုအထောက်အထားများနဲ့ပြင်ပတောင်းဆိုခဲ့တဲ့အတွက်တင်းယူခံရခြင်းမရှိဘဲနဲ့ရပ်ဆိုင်းသွားခဲ့တဲ့မြင်းနေရများဖြစ်တယ်လို့သိရပါဗျ။အခုစစ်အာဏာသိမ်းတဲ့အချိန်မှာတော့စစ်တပ်ကမတရားတင်းယူမှုများကိုလုံဆောင်လာနေခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းချောင်းမြို့အနီးမှာစစ်ကောင်စီရဲ့ရဲနှန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ25ရက်နေ့မနက်7:15မိနစ်အချိန်မှာသခိုင်းမြို့တမ33ကနေထွက်လာတဲ့အစစ်တင်ကားတန်းကိုလုံခြုံရေးယူမဲရဲအတွက် ုံရွာမြို့နမခကနေထွက်လာတဲ့တန်ချက်ကကား၄စီးပါတဲ့ရင်တန်းကိုမုံရွာမန္တလေးလမ်းမပေါ်ချောင်းမြို့အနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်၎င်းတိုက်ခိုက်မှုကြောင့်တန်ချက်ကကားများကိုထိခိုက်မှုရှိတော်လဲစစ်သားများထိခိုက်ဒိဆုံးမှုကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗယ်အစစ်တင်ကားတန်းကိုလုံလုံရေးယူပေးဖို့ဆိုပြီးတော့နမခကနေထွက်လာတဲ့တန်ချက်ကကား၄စီးကိုမိုင်းဆွဲခဲ့တာပါထိခိုက်ဒိဆုံးမှုကတော့မသိရသေးပါဘူးမိုင်းက၃လုံးတွဲဗရေဒါတပွင့်ရယ်ခုနှစ်လုံးတွဲတပွင့်ရယ်ဆွဲခဲ့တာပါပြန်ပစ်တာတွေတော့ရှိတယ်မိုင်းဆွဲပြီးတော့တောက်လျှောက်ပဲ နတ်ရေကန်ဆက်ဆေးရိတ်ခိတ်အနာထီကိုတောက်လျှောက်ကိုပြစ်ခတ်သွားတာလို့မုံရွာခရိုင်တရင်ဆက်နဲ့တက်ခွဲတုံးလျက်စည်းတက်ခွဲက တောင်ရှိသူကရှင်းပြထားပါတယ်၎င်းတက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်ဆက်နဲ့တရင်တက်ခွဲတုံးလျက်စည်းတက်ခွဲနှွေဦး brothers column နဲ့ royal tiger sports စာလင်ကြီးတက်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တက်ဖွဲ့ဝင်းမြောင်းအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့ရဲ့ဒေသမှာ paramotor နဲ့တိုက်ခိုက်ခံရလို့ထိခိုက်ဒေဆုံးတာတွေတော်တော်များများဖြစ်နေပါတယ်တွန်လိုင်းရဲဘော်တွေထိခိုက်တာမဟုတ်ဘဲနဲ့အရွယ်သားပြည်သူတွေ ိကြိုက်နေတာပါတချို့ဒေတာတွေကတော့ပေါ်ဆကြတာပေါ့ဒါကြောင့်လေချောင်းအန်ရဲ့သတိရှိကြဖို့နဲ့ဘုံကိုကျင်းတွေကိုတူးထားကြဖို့အတွက်တိုက်တွန်းကြပါလေပါရာမိုတာနဲ့တိုက်ခိုက်ခံရလို့ထိတဲ့ရွာတွေကဘုံကိုကျင်းတွေမတူးထားကြတဲ့ရွာတွေကထိတာများပါတယ်လို့မုံရခိုင်တိုင်ရင်ဆက်နဲ့တက်ခွဲသုံးလျှက်စီးတက်ခွဲကတောင်းရှိသူကတိုက်တွန်းပြောဆိုထားပါတယ် ဒါအပြင်စကိုင်းတိုင်းမုံရွာမြို့နယ်တောပူရွာမှာရှိတဲ့ပြူစောတိစခန်းကိုရှော့တိုက်တုံးလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒိဆုံးမှုရှိနိုင်ကြောင်းတောင်ပိုင်းနေအထူးပြောက်ကြားတပ်ဖွဲ့ဇလင်းကြီးထံကသိရပါဗျ။မက်လ25ရက်နေ့ညနေ3နာရီကမုံရွာမြို့နယ်တောပူရွာမှာရှိတဲ့ပြူစောတိစခန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့က60မမ80မမ120မမ100ခွန်ရှော့တိုက်တုံးလက်နက်ငယ်များနဲ့အနီးကပစ်ခတ်တိုက်ခိုက်ခဲ့ရာ တောဘူးပြူစောတိရွာအတွင်းထဲကိုလက်နက်ကြီးအဖူးများကြားရောက်ပောက်ကွဲပြီးတော့စစ်သားနဲ့ပြူစောတိများထိခိုက်မှုရှိနိုင်တယ်လို့သိရပါဗျ။စစ်သားနဲ့ပြူစောတိများဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုရေးမာပင်ခရိုင်တိုင်ရင်35တက်ခွဲ3တောင်မန်နီအထူးပြောက်ကြားတပ်ဖွဲ့ဇလင်းကြီးချင်းမင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဇလင်းကြီးရေးမာပင်ခရိုင်တိုင်ရင်35တက်ခွဲ3တက်စိတ်1 Five Fighter Group မုံရွာနဲ့ဆိုလိုအောင်ချင်းစလင်းကြီးတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်တော်လိုက်ကာလတွေအချိန်ကြာမြင့်လာတာနဲ့အများကြီးလက်နက်ထုတ်လို့ရေးစေးများလိုအပ်နေတဲ့အတွက်ပြည်ရင်းပြည်ပမှာရှိတဲ့တော်လန်ထောက်ဖို့ပြည်သူများအနေနဲ့ဝမ်းဝန်းပြီးတော့ကုညီထောက်ပံ့ပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတရေရန်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မုံဘင်မြို့မှာစစ်ကောင်စီထောက်ခံသူများဥဆောင်ကျင်းပနေတဲ့ဇမင်းသားဖိုးချစ်ရဲ့ဇက်ပွဲကိုကြည့်ပြီးတော့အိမ်ပြန်တဲ့လူငယ်များကိုရဲတပ်ဖွဲ့များကဖမ်းဆီးက စစ်မှုထမ်းဥပဒေနဲ့လူသစ်စုဆောင်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့ဒေသအာဏာပိုင်များနဲ့နှိစက်တဲ့မြို့ကန်တထင်းနှစ်ဦးကမဟုတ်ဘင်းတရားအစင်ညာဘက်ကတဲခွင်းထဲမှာဇမင်းသားဖိုးချစ်ကိုခေါ်ပြီးတော့ပွဲသွင်းကဇက်ပွဲပြုလုပ်ပေးနေခြင်းဖြစ်တယ်လို့သိရပါတယ်။တခါမှမလုပ်ဘူးတဲ့နေရာမှာပွဲသွင်းပြီးတော့လှုပ်တာပါမြို့ကိုတည်ငြိမ်နေပါတယ်ဆိုတဲ့ပုံစံမျိုးကိုပြချင်လို့စစ်တပ်နဲ့မြို့ကဘောမကောင်တွေပေါင်းပြီးတော့လှုပ်တာပါအချိန်နေဆိုးတာကပွဲကိုလာကြည့်တဲ့အမျိုးသားတချို့ဖမ်းဆီးခံလိုက်ရပါတယ်စစ်မှုထမ်းဥပဒေနဲ့ဆွဲသွားတာလို့ မဟုတ်ပင်မျိုးကံတူကပြန်လဲပြောပြထားပါဗျ။ဖိုးချစ်ကိုဖိတ်ခေါ်ပြီးတော့ဇက်ပွဲပြုလုပ်ပေးနေတဲ့သူဟာမဟုတ်ပင်မျိုးကစီးပွားရေးလုပ်ငန်းရှင်၂ဦးဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီနဲ့နှိစက်တဲ့အဲ့ဒီလုပ်ငန်းရှင်၂ဦးကပျော်ပွဲရှင်ပွဲများကိုလည်းထမ်းမှန်ပြီးတော့ပြုလုပ်ရန်စီစဉ်နေတယ်လို့မျိုးကံတချို့ကပြောပါတယ်။ဖိုးချစ်ဇက်ပွဲကနေအပြန်လူငယ်အမျိုးသားတချို့ဖမ်းဆီးခံရမှုဟာမက်လာ23ရက်နေ့ကဖြစ်ပြီးတော့လူငယ်10ဦးထက်မနည်းဖမ်းဆီးခံလိုက်ရပြီးတော့၎င်းတို့ရဲ့နောက်ဆက်တွဲအခြေအနေများကိုတော့မသိရသေးဘူးလို့ပြောပါရယ် စစ်တင်တန်းကိုပို့လိုက်ပြီလို့လဲကြားတယ်။နေကလူတွေဆိုတော့မလုတ်တဲ့မကင်တဲ့တီပေါ့။ဘသူကောင်မှလည်းအကူအညီမတောင်းရဲဘူး။ ဒီလိုအချိန်မျိုးမှာအပျော်ပါးနောက်လိုက်နေမယ်ဆိုရင်အခုလိုပဲစစ်မှုထမ်းဖမ်းခံရမှာပေါ့ဘလို့ပြောပြောလဲဒီစောက်တော်သားတွေကမမှတ်ပါဘူးလို့မအူပင်မျိုးကန်တူကပြောပြထားပါတယ်ဇမင်းသားဖိုးချစ်ဟာ2021ခုနှစ်အာနာသိန်းကာစားကစစ်အာနာရှင်ဆန့်ကျင်ရေးလူမှုတပိတ်များမှာပါဝင်ခဲ့တယ်လို့သိရပါတယ်2022ခုနှစ်နိုဝင်ဘာလကုန်ပိုင်းကစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးတော့တလားကန်အကြမ်းမှာပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်စစ်ကောင်စီကဝါရဖြန့်ချီရေးပွဲများမှာလည်းဝကြခဏပါဝင်လာတယ်လို့သိရပါတယ်2024ခုနှစ်အော်တိုဘာလမှာအ ာနာသိန်းစစ်ခေါင်းဆောင်ကဂုံပြုတ်လက်မှတ်ပေးခဲ့ရမှာဇမေသာဖိုးချစ်က စင်မော်မှာဖနှက်ချွတ်ပြီးတော့အယိုသေးပေးယူခါစားခဲ့ရတဲ့အတွာဇမင်းသားဖိုးချွတ်ဆိုပြီးတော့လောင်ပြောင်ခံခဲ့ရတယ်လို့သိရပါဗါဒ AOD တိုင်းမှာအခုရက်ပိုင်းမှာတာပေါင်းရေကြီးလေးမြနာမျိုးတို့မှာတိုက်ပွဲများဖြစ်ပွားနေတဲ့အတွာဒေသခံများစစ်ဘေးတိတ်ရှောင်နေရတယ်လို့သိရပါဗါစစ်ကောင်စီကအမျိုးသားများကိုအရမဖမ်းဆီးပြီးတော့စစ်တပ်နှမ်းများကိုပို့ဆောင်နေတဲ့အချိန်မှာဇမင်းသားဖိုးချစ်ကပျော်ဝဲရွှင်ပွဲများကျင်းပနေမှုများအပေါ်ဝေမှန်မှုများလည်းရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့လျှက်စစ်မီမှန်အောင်မပေးနိုင်တဲ့စစ်ကောင်စီကလမ်းကွန်ရက်တွေကနေတဆင် AV ကားများကိုအားသွေးနိုင်အောင်လို့လှုပ်ဆောင်ပေးမယ်လို့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရက်ကို၄နိုင်တောင်မှလျှက်စစ်မီမှန်အောင်မပေးနိုင်တဲ့စစ်ကောင်စီကအ धिक လမ်းမကြီးများရဲ့မြို့ပြလမ်းကွန်ရက်စနစ်နဲ့ချိတ်ဆက်ပြီးတော့လျှက်စစ်ဓာတ်အားသွင်းရုံ EV charging station များဆောက်လုပ်ကတနိုင်ငံလုံးမှာအားသွေးနိုင်အောင်လို့လှုပ်ဆောင်နေတယ်လို့လျှက်စစ်သုံးရင်ပြည်စွဲအသုံးပြုခြင်းနဲ့ အခြေခံအဆောက်အဦများအကောင့်ထဲပေါ်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှုဥဝနဇော်ကပြောဆိုလိုက်ပါရယ်နှစ်80ပြည့်နေတက်မတော်နေ့အခမ်းအနားကိုဂုံပြူကျိုးဆိုတဲ့အနေနဲ့နေပြည်တော်ဘောကတိရိရင်ရနာစခန်းမှာတိဆောက်ခဲ့တဲ့ EV charging station ဖွင့်ပွဲအခမ်းအနားကိုမနေ့ကမက်ရှလာ26ရက်နေ့မှာကျင်းပခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအခမ်းအနားမှာ၎င်းကအခုလိုမျိုးထဲသွင်းပြောကြားသွားခြင်းဖြစ်တယ်လို့သိရပါတယ်။နေပြည်တော်ရန်ကုန်မန္တလေးမြို့ကြီးများမှာလျှက်စက်3ကားများအားသွင်းနိုင်ရေးအတွက်မြို့ပြလမ်းကွန်ရက်စနစ်နဲ့ချိတ်ဆက်ပြီးတော့ EV charging station များအဆင်ပြေကောင်းမွန်အောင်လို့ဆောင်ရွက်နေပါတယ်လို့ဆက်လက်၍ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်လဲဖြစ်တဲ့ဥဝနဇော်ကပြောကြားသွားကြောင်းတရေဟန်ရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်မှာစစ်တပ်ကလေရင်နဲ့ဘုံကျဲချင်းလက်နက်ကြီးနဲ့ပြစ်ခတ်ခြင်းတို့ကြောင့်တန်ကားတစ်ပါးနဲ့ကလင်းငယ်များအပါအဝင်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မတ်လ25ရက်နေ့မှာကြောက်ကြီးမြို့နယ်စစ်အုပ်လာခြေရွာကစစ်တပ်ကဒရုန်းနဲ့တလိုင်းခင်ခြေရွာတဲကိုဘုံကျဲချခဲ့ရာတလိုင်းခင်ခြေရွာကိုစစ်ဘေးရှောင်လာရောက်နေထိုင်တဲ့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဒဏ်ရာရရှိသူများဟာအသက်30နှစ်အရွယ်နော်မူတာအသက်9နှစ်အရွယ်နော်အေကရောဖို့ အသက်တစ်နှစ်အရွယ်နော်မူကလေဖော်တို့ဒဏ်ရာရရှိသွားပြီးတော့နေအိမ်တစ်လုံးလည်းပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင်မက်လ25ရက်နေ့မနက်9:35မိနစ်အချိန်မှာစစ်ကောင်စီရဲ့၄တပ်ကထီးညာပယ်ကလေးကိုမီးလောင်ပုံ၃လုံးနဲ့ကျဲချခဲ့ရာ နေအိမ်ဈေးဆိုင်တဲ့မီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီနေ့နေ့လယ်၁၂:၂၀အချိန်မှာတောင်မှုဂျေးရွာကိုစစ်တပ်ကပြစ်ခတ်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲမက်လ၂၄ရက်နေ့ညနေ၃:၄၅မိနစ်အချိန်မှာစစ်တပ်ကလေရင်နဲ့တင်တိုင်းကုန်းဂျေးရွာနဲ့လေမြင့်ဂျေးရွာကြားတဲ့ကိုဘုံကျဲပြစ်ခတ်ခဲ့ရာတန်ကားတော်ဦးဆန်တော်ဘာသာရဲ့ညာဘက်လက်ပြတ်ထွက်သွားခဲ့တယ်လို့သိရပါဗျ။ နွား6កောင်းလဲထိခိုက်တေဆုံးခဲ့ရတယ်လို့သိရပါတယ်အလားတူပဲမက်လာ24ရက်နေ့မွန်လွဲ3နိုင်20မိနစ်အချိန်မှာခလိုက်ရ264တက်ရင်က120မမတလုံးနဲ့ပြစ်ခတ်ခဲ့ရအောင်အနောက်ကြောက်စရိတ်ကြီးပါတဲ့ကိုကြောက်ရောက်ပောက်ခွဲပြီးတော့နေအိမ်တစ်လုံးထိမှပြက်စီးခဲ့ရတယ်လို့သိရပါဗျ။အခုလိုမျိုးရခိုင်ပြည်ပုံနာကျွန်းမြို့နယ်မှာစစ်တပ်ကလေချောင်းကနေတိုက်ခိုက်နေတဲ့အတွက်စစ်ပေးဆောင်ပြည်သူ၄ဦးသေဆုံးခဲ့ရတယ်လို့သိရပြီး၁၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရခိုင်သတင်းရင်းမြစ် American Princess Media က ဖော်ပြထားပါတယ်။မတ်လ25ရက်နေ့ည9နာရီအချိန်မှာပုံနာကျုံမြို့နယ်အောင်ဖြူပင်ရွာကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲချခဲ့ရာစစ်ဘေးရှောင်ပြည်သူ၃ဦးသေဆုံးခဲ့ပြီး၁၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။သေဆုံးတဲ့သူတွေဟာပုံနာကျုံမြို့လေကုံးပြင်ရက်ကွက်ကအောင်ဖြူပင်ရွာကစစ်ဘေးရှောင်အသက်53နှစ်အရွယ်ဦးတန်းမောင်ဇနီးအသက်45နှစ်အရွယ်ဒေါ်မကြီး အသက်16နှစ်အရွယ်ဥမောင်တက်နိုင်တယ်အသက်25နှစ်အရွယ်ကိုရဲလင်းစိုးလို့ဖြစ်တယ်လို့သိရပါတယ်ဒါအပြင်အသက်2နှစ်နဲ့အသက်15နှစ်ကြားကလေးငယ်5ဦးအမျိုးသား2ဦးနဲ့အမျိုးသမီး9ဦးစုစုပေါင်း14ဦးဒဏ်ရာရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ